ရွှေကုံမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ Sky Villa အစအဦးအတွင်မှာတွေ့ရှိရတဲ့ရွှေငွေနဲ့အခြားပစ္စည်းများကိုပိုင်ရှင်များထံလွှဲပြောင်းပေးရတဲ့သတင်းဖြစ်ပါတယ်။မန္တလေးငလျင်ကြီးထံကြောင့်ပြောကြပြစီမှုများဖြစ်ပေါ်ခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa အစအဦးအားမိသက်တဖွဲ့ဝင်များကမေလာ6ရက်တွင်စက်ရံနေရာများဖြင့်အတူဖေရှားရှင်လင်းမှုများပြုလုပ်ကြကြောင်းသိရပါသည်။ 阿库罗拍摄新宁县第一商业，阿看阿买十股嘛？尼马鬼子，等些东西，十万多了，第二人，二十多样，第二位二十人，内月，这些人超越，他们位那些人可能月，随着些子大路，小路，他在里边路那东，他在东边路那东，随着些子东西高，老高很起那些超高，那是东山阿贵。 နဂတ်73ရန်ဆွေသည်ငါကိုကြောက်စိမ့်ဘဘူးနှစ်ခု ပလဲပရီနှကုံးကြောက်စိမ့်ပါလက်ဆွေတခွင် iPhone တစ်လုံး iPad တစ်လုံးမှတ်ပုံင်းသုံးခုပန်စာအုပ်ကိုအုပ် LV ပတ်စံအိတ်တစ်လုံး Dior Cosmetic တစ်ခုနဲ့အရေးကြီးစာရွက်စာရမ်းများကိုရှာဖွေတွေ့ရှိခဲ့ကြောင်းသိရပါဗျာ ဒါအပြင် BS ဆောင်ရဲ့အခန်းအမှတ်29မှာရွှေဆွဲကြိုးနှစ်ကုန်းစိန်နဲ့မြလက်ဆူတကွင်းစိန်နဂတ်တရံစိန်လက်ဆူနှစ်ကွင်းစိန်ဟန်ချင်းတကုံးနာယီတလုံးမတ်ဘုတ်တလုံးအိုင်ပတ်တလုံးနဲ့အဝဲစားအိမ်နှစ်အိမ်တို့ကိုလည်းရှာဖွေတွေ့ရှိခဲ့ကြောင်းအခုလိုရှာဖွေတွေ့ရှိခဲ့တဲ့ရွှေငွေနဲ့အခြားပစ္စည်းများအားမိသက်တဖုံဝင်များကပစ္စည်းပိုင်ရှင်ရဲ့မောင်ဖြစ်သူနဲ့ပစ္စည်းပိုင်ရှင်တို့ထံသို့ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့နဲ့အတူလွှဲပြောင်းပေးခဲ့ကြောင်းသိရပါရဲ့ရှင်။ Thank you.